မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဆရာရဲ့မိတ်ဆွေတွေအားလုံးဒီ2025ခုနှစ်ခုနှစ်လပိုင်းဇူလိုင်လအတွက်တနင်္ဂနွေသတ်မီမိတ်ဆွေတွေအတွက်ဆရာကတလတာရှောင်းရံဆောင်းရံအတွက်ကံကြမ္မာခေါ်စရမ်းကိုဆရာကဟောကြားပေးမှာဖြစ်တဲ့အတွက်ဆရာရဲ့မိတ်ဆွေတနင်္ဂနွေသတ်မီတွေဘယ်ကနေကြည့်နေရလဲဆိုဆရာကို comment လေးရေးပေးခဲ့ပါဦးခင်ဗျတနင်္ဂနွေသတ်မီတွေမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရအဆင်ပြေအောင်ရင်တိုးတက်ကြပါစေလို့ဆရာကဥစွာဆုတောင်းထုတ်ပနာပြုသလိုက်ပါတယ်ခင်ဗျ ဒီ2025ခုနှစ်ခုနှစ်လပိုင်းအတွင်းမှာတင်းငုံနေသားသမီးမိတ်ဆွေတွေဆရာတို့ဘာလို့လုံနေအခုဆိုလို့ချင်းရင်2025ခုနှစ်ရဲ့နှစ်ဝက်ကိုကုန်ခဲ့ပြီဒီ2025ခုနှစ်ရဲ့နှစ်ဒုတိယနှစ်ဝက်မှာမိတ်ဆွေတို့အနေနဲ့အဲဂန်ရင်လေးကိုဆရာကကြုံတော့ဗီဒီယိုတည်တံ့ရိုက်ပေးမယ်ဒါပေမဲ့မိတ်ဆွေတို့အတွက်ဒီတလဆာကိုဆရာတို့တည်တံ့ဟောပေးမယ်เนาะအခုတော့လက်ရှိတော့ခုနှစ်လပိုင်းပေါ့เนาะဒီခုနှစ်လပိုင်းအတွင်းမှာမိတ်ဆွေတို့အနေနဲ့ လက်ရှိရှိနေတဲ့နေရာမှာစိတ်တိုင်းမကြတာမျိုးလေးတွေတနည်းအားဖြင့်ကိုသွားကျင်တဲ့စိတ်လေးတွေခยีဝဝေးသွားရင်ကောင်းမလားဆိုတာမျိုးမိမိတို့အနေနဲ့တရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့အတိုင်းပဲเนาะအခြားတရွာတမျိုးတရေသားလုပ်ငန်းတစ်ခုခုကိုအသက်စတင်လှုပ်ဆောင်ရန်လက်ရှိရှိနေတဲ့အလုပ်ကနေပြီးတော့အခြားတနည်းအားဖြင့်ကိုယုံထွက်ကျင်တဲ့စိတ် ပြေးထွက်ခြင်းတဲ့စိတ်တွေမိတ်ဆွေတို့ရဲ့ရင်ထဲမှာမရစွာဖြစ်ပေါ်နေတော့လာဖြစ်တယ်လို့လုပ်ငန်းကိစ္စအပြောင်းလဲကိစ္စအရာဓုပြောင်းလဲတဲ့ပတ်သက်တာတွေအလုပ်ပြောင်းလဲတဲ့ပတ်သက်တာတွေချီတိုးဆောင်ရလှုပ်ဆောင်ခြင်းဟာမိတ်ဆွေတို့ရဲ့အခွင့်အလမ်းကောင်းတဲ့ရည်ရွယ်ချက်ရည်မှန်းချက်တွေကိုကျင်းသေးပေါက်ပြေးဝမယ်လာကျင်းသေးပေါက်ချီတိုးဆောင်ရရန်အတွက်လှုပ်လှုပ်ချာချာလှုပ်လှုပ်ခက်ခက်ဖြစ်တဲ့တော့လာဖြစ်ပါတယ်ခင်ဗျာဒါအပြင်တနုံးနေသားသမီးမိတ်ဆွေများမိတ်ဆွေတို့ရဲ့ကံဟာဘာကိုဖြစ်ဖြစ် ကိုကိုကိုစိတ်တိုင်းမကြခြင်းတွေအားမရခြင်းမျိုးတွေငါတိတက်ပိုလုံနိုင်ရမှာဆိုတာမျိုးတွေကိုကိုကို ဖြစ်ခဲ့ပြီးတော့ကာလတွေပြီးခဲ့ပြီးသားကာလတွေကိုဒီထက်ပိုပြီးတော့ကြိုးစားခြင်းနဲ့စိတ်တိတက်ပိုပြီးတော့မောသံဖြစ်ရှင်တဲ့ဆန္ဒတွေဒီထက်ပိုပြီးတော့ ကိုကိုကိုအဲစိတ်တမ်းမကြမှုအမရမှုလေးတွေကြောင့်တောက်တခတ်ခတ်ဟန်တပြင်းပြင်းဖြစ်နေတတ်တဲ့လားဖြစ်တဲ့အတွက်တော့ဆရာမိတ်ဆွေတို့တို့သားသမီးများအနေနဲ့ပြီးခဲ့တဲ့ကာလတွေကိုထားခဲ့ပြီးတော့ချင်းချောက်လာမဲ့ကာလမှာဘလို့ရာတွေကိုကြိုးစားပြီးကောင်းမွန်အောင်လုပ်မလဲဆိုတာကသာတွေးစီလူချောင်းဆရာကထပ်လောင်းအကြံပြုပြောကြားလိုက်ပါရစေခင်ဗျာကျမအင်းကျမအင်းနဲ့ပတ်သက်လာရင်ဒီရက်2025ခုနှစ်9လပိုင်းတွင်မှာဆိုရင်ကျမအင်းနဲ့ပတ်သက်အထူးသဖြင့် ခါးနဲ့ပတ်သက်တာမျိုးလေးတွေဖြစ်ရတာမျိုးလေးတွေဖြစ်တတ်တယ်။ဒါအပြင်ခြေတောက်တို့နော်ခါးအုံနဲ့ပတ်သက်တာတွေအစင်းမြင့်နဲ့ပတ်သက်တာလေးတွေအနှဲငယ်ညံ့တတ်သောကာလဖြစ်ပါတယ်ခင်ဗျာနော်။အသက်ကြီးသူမိษွေများအနေနဲ့တနည်းနည်းသတ်သမီးများအမျိုးသမီးတွေဆိုလို့ရှိရင်အမျိုးသမီးအသူအသားနဲ့ပတ်သက်သောကာလအရေးပြားရာနာလေးတွေနဲ့ပတ်သက်တာလေးတွေမှာတော့သတိထားဆင်ခြင်ပေးရန်အတွက်တော့လိုအပ်သောလဖြစ်ပါတယ်ခင်ဗျာ။ဒါအပြင်မိษွေတနည်းနည်းသတ်သမီးတွေဟာဒီလတာတော်တွေမှာအကျိုးပေးသောလုပ်ငန်းတွေကိုဆရာဆက်လာပေါ်ပြပေးပါစီဒီ2025ခုနှစ် ခုနလပိုင်းအတွင်းမှာတနင်္ဂနွေသားသမီးတွေအနေနဲ့ အဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်သောလုပ်ငန်းတွေရှေ့တူဆောင်ရလှုပ်ဆောင်မှစက်ပစ္စည်းနဲ့ပတ်သက်တာတွေစားသောက်ကုန်လုပ်ငန်းတွေစံစီစေးစားစားသောက်ကုန်နဲ့ပတ်သက်တာတွေရှေ့တူဆောင်ရလှုပ်ဆောင်လို့ကောင်းသောအပတ်တာဖြစ်တဲ့အထယ်အလိတ်လုပ်ငန်းတွေအကျိုးပေးပါတယ် TT ဖနက် online social media နဲ့ပတ်သက်တာတွေဒီလဟာတကယ်ကိုကျင်းသည့်အားသာကောင်းမွန်တိုးတက်စီမှာအသေးရာပဲဖြစ်တယ်လို့ဆွေနဲ့ပတ်သက်သောလုပ်ငန်းတွေအယောင်ဝင်နဲ့ပတ်သက်သောလုပ်ငန်းတွေရှေ့တူဆောင်ရလှုပ်ဆောင်မှငကူကအယောင်အေးအယောင်ထိုင်းနေခဲ့သောမိတ်ဆွေတနေ့လူသားသမီးများဒီကလဟာတိုးချဲ့လှုပ်ဆောင်ပြီးတော့ကံပွင့်လာစီမှာအသေးရာပဲဖြစ်ကြောင်းထပ်လောင်း င်ပြောကြားလိုက်ပြရစီခင်ဗျာအဖွဲ့အစည်းနဲ့ပတ်သက်တာမျိုးအများနဲ့ပတ်သက်တာဒီဘာသာရေးဆိုင်ရာလုပ်ငန်းတွေရှေ့လို့ဆောင်ရွက်လှုပ်ဆောင်လို့ကောင်းပါတယ်ခင်ဗျာစံစီစေးစားနဲ့ပတ်သက်တာမျိုးဒီအထယ်လိုက်တီဒီဖနက်ဒေါ်လာဓာတ်စီဒီဇယ်လောင်စာစီအစားစီအစားရှိတဲ့အရာလေးတွေရွှေအစားရှိတဲ့တန်ဖိုးရှိတဲ့အရောင်းဝယ်လုပ်ငန်းတွေရေထွက်ကုန်ပစ္စည်းတွေ ရှိသူဆောင်ရွက်လှုပ်ဆောင်ရင်အာသာပြီးတော့ကောင်းမွန်သောလဖြစ်ကြောင်းကိုဆရာကထပ်လောင်းပြောကြားလိုက်ပြစီ။နိုင်ငံရေးသားသမီးမိတ်ဆွေတွေထဲမှာမှာအမှုပညာလုပ်ငန်းနဲ့ပတ်သက်ပြီးဝါသနာပါတဲ့မိတ်ဆွေများဒီလမှာရှိသူဆောင်ရွက်လှုပ်ဆောင်ရင်ထင်ပေါ်ခြင်းနဲ့အောင်မြင်ခြင်းတွေများစွာရရှိမဲ့အပတ်တာ ဖြစ်ကြောင်းဆရာကလဖြစ်ကြောင်းဆရာကထားလောင်းပြောကြားလိုက်ပြရစီခင်ဗျာအကျိုးပေးတဲ့လုပ်ငန်းတွေကိုဆက်လက်ဖော်ပြပေးရရင်မိတ်ဆွေတို့ယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်ယာရုပြောင်းတာမျိုးယာရုတက်တာမျိုးတွေဖြစ်ရတတ်တယ်နိုင်ငံခြားခရီးသွားနဲ့ပတ်သက်ပြီးတော့သွားလို့တဲ့မိတ်ဆွေများယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးတော့ယာရုတိုးဖို့ယာရုတက်ဖို့မျှော်လင့်နေတဲ့မိတ်ဆွေများပို့ကတော့ခရီးဝေးဝေးကိုကြိုတင်ပြီးတော့မိမိဖြစ်လို့တဲ့ကိစ္စကိုမဖြစ်ရသေးခင်မှာသွားတာမျိုးလေးတွေကိုတတိထားရမယ်ဘာလို့လဲဆိုတော့အဲ့ဒီကံမရောက်လာသေးခင်ကိုကသွားလိုက်တဲ့အခါမှာအဲမရရှိလာတာမျိုးတွေဖြစ်တတ်တဲ့အတွက်တော့ ီတစ်ချက်ကိုတတိထားရမယ့်ကာလဖြစ်တဲ့နဂိုကသာသမိမရသူတွေသာသမိရရှိတတ်သောအပ္ပတကာလဖြစ်ပြီးတော့သာသမိပညာရေးတွေကြောင့်ဖြစ်စေသာသမိတွေနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာစရာတည်င်းလေးတွေအေးချမ်းမှုတွေမျက်နှာပွင့်လန်းစရာလေးတွေအားသာကောင်းမှုတိုးတက်ပြီးတော့ရှေ့တိုးဆောင်ရွက်ပြီးတော့အားသာကောင်းမှုစေတာအသေးချာပဲဖြစ်တဲ့ဝေးကွာနေသောအဲမိသားစုဝင်တွေအဆက်အသွယ်ပြတ်နေတော့နားလည်းမှုလွဲနေတော့မိသားစုဝင်တွေတအုပ်နဲ့တအုပ်တယောက်နဲ့တယောက်ပြန်လဲတင့်မြက်ပြီးတော့အစဉ်ပြေမဲ့လဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျာ ။ငကိုကမိတ်ဆွေအပေါင်းအသင်းနဲ့ပတ်သက်ရင်မိတ်ဆွေအဟောင်းတွေကလည်းမိတ်ဆွေတို့ကိုအကျိုးပေးသလိုမိတ်ဆွေတဲ့လုပ်ငန်းတွေစတင်လုပ်ဆောင်လို့ကောင်းပါတယ်ခင်ဗျ။ဆက်တူလုပ်ငန်းတွေအကျိုးပေးပါတယ်။ဒါအပြင်မိတ်ဆွေတို့အနေနဲ့တုံးနဲ့တူတယောက်နဲ့တယောက်ဆွမ်းနာလို့ပေါ့။ဘာလို့ဖြစ်ဖြစ် ဟိုစကားများများပြောရင်တနင်္ဂနွေသားသမီးတွေကဒီလဟာအဲမျက်နှာအပွင့်တက်တွေများများရပြီးတော့မိမိတို့ရဲ့ကံကကောင်းသောစကားလေးတွေကိုများများပြောလေလေကံကောင်းခြင်းတွေရရှိလေဆိုတော့လာဖြစ်တာကတော့အသေးရပဲဖြစ်ပါလေခင်ဗျာနော်ထာဗျဒါအပြင်မိတ်ဆွေတို့အနေနဲ့လက်ရှိမှာခီးသွွားကိစ္စလေးတွေမှာတော့အားနေစီပါတယ်ငွေကြီးနဲ့ပတ်သက်ရင်ခီးသွွားကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြများရတတ်တယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့အရှည်ရေးကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြများရတတ်တယ်เนาะအဲ့ဒီလိုပဲမိတ်ဆွေတို့အနေနဲ့ခီးသွွားကိစ္စအရှည်ရေးကိစ္စ မှာတော့เนาะအဲရီစားလူလူဦးလူကျွဲခတ်ဆိုလို့เนาะအခြေအနေနဲ့ပတ်သက်လို့အဲလူပြိုနောက်ပိုးလိုက်တဲ့ကိစ္စလေးတွေကြောင့်တော့ငွေကုန်ကြေးကျများရတတ်တဲ့အတွက်တော့တနင်္ဂနွေတာသမီမိတ်ဆွေတွေကဒီလာတာမှာအခြေအနေနဲ့ပတ်သက်လာရင်တော့အားနည်းပါတယ်အဲအခြေအနေနဲ့ပတ်သက်ရင်ငွေကုန်ကြေးကျများရတာမျိုးလေးတွေအခြေအနေနဲ့ပတ်သက်ရင်မိမိတို့မျောလင့်ထားသလိုမဖြစ်တာမျိုးတွေကြုံရတတ်တယ်အဆက်အသွယ်ပြတ်နေတော့မိ쇠များအဆက်အသွယ်ပြန်လဲရရှိတတ်ပေမဲ့လို့အဲမိ쇠တို့အနေနဲ့ အဲကောင်းမွန်အောင်တိုးတက်အောင်တော့စွမ်းဆောင်မှုတွေအားနေတဲ့အတွက်တော့လူငယ်တနေ့နေသားသမီးတွေအရှိင်းနဲ့ပတ်သက်လို့မေတ္တာရင်းနဲ့ပတ်သက်လာရင်တော့အဲကံအားနည်းစီတော့လာဖြစ်တဲ့အတွက်တော့ဘာကိုမစိုးတတိထားပြုမှုစင်ကျင်ပြီးတော့သုံးသပ်ဆုံးဖြတ်စေလိုပါတယ်ခင်ဗျအိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့မိတ်ဆွေတို့အိမ်တော်ကြီးနဲ့ပတ်သက်လာတဲ့အခါမှာအိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့နော် အနှဲငယ်လေးငွေကုန်ကြီးကြများရတာမျိုးအိမ်တော်ဘက်နဲ့ပတ်သက်လာတဲ့အခါမှာအိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့ခရီးသွားကိစ္စလေးတွေကြောင့်အဲငွေကြေးကိစ္စလေးတွေကြောင့်သူမဟုတ်လို့ရှိရင် အိမ်တော်ရဲ့မိမိရဲ့အိမ်တော်ဘက်အပေါ်မှာတန်တရားစိတ်တွေများနေတာမျိုးတန်တရားစိတ်တွေဖြစ်နေတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်ကြောင့်မလို့မိ쇠တို့အနေနဲ့ဘာကိုဖြစ်ဖြစ်လက်တွေ့ကြကြအသုံးချပြီးတော့စင်ကြမှာစကားများစရာရှိရင် ဖောက်ပြန်တဲ့ကိစ္စနဲ့ငွေကြေးစင်မပြေတဲ့ကိစ္စဒီနှစ်ခုကသာလွယ်ရင်ကျန်တာဘာမှစစိုးဟာမရှိနိုင်ဘူးเนาะဒါကြောင့်မလို့ဖောက်ပြန်နေဆိုရင်လည်းလက်တွေ့ကြကြစဉ်းစားပြီးတော့မိအောင်ဖမ်းမမမိပဲနဲ့မစစွဲပါနဲ့ဆရာကထလောင်းပြောကြလို့တယ်ငွေကြေးနဲ့ပတ်သက်လာလို့ရှိရင်လည်းမိမိရဲ့အိမ်အောင်ဘတ်ကြောင့်ငွေကုန်ကြေးကြများရတာမျိုးလေးတွေကြောင်းတာလွယ်ရင်ကျန်တာကတော့ဘလောက်ပဲခက်ခဲစီကမှ ငွေကြေးနဲ့ပတ်သက်လာရင်အခက်အခဲတွေမှလည်းဟာမိမိရှိကိုဂျိမ့်တွေပေါက်ပြန်လဲဝင်လာမဲ့ကာလအပိုင်းခြားဖြစ်ပါတယ်။ဘာသာရလူမျိုးရှားတွေအကျိုးပေးပါတယ်။နိုင်ငံခြား passport visa လုပ်ငန်းတွေနဲ့ပတ်သက်လာရင်ရှေ့တူဆောင်ရလှုပ်ဆောင်မှာအားသာကောင်းမှုပါတယ်။ OA Champion ဝယ်တာရောင်းတာပြောင်းတာစောက်တာချွေတာအားလုံးကောင်းပါတယ်။ရှေ့တူဆောင်ရလှုပ်ဆောင်ရကောင်းပါတယ်။ဒီလမှာလှုပ်လှုပ်ချာချာလှုပ်လေလေအခွင့်လန်းကောင်းတွေပေါ်လေလေဖြစ်ပါတယ်။ငွေကြေးနဲ့ပတ်သက်လာရင်တော့ကိုကြောင်မဟုတ်ဘဲနဲ့မဖြစ်မနေသုံးဆွဲလိုက်ရတော့ငွေကြေးကိစ္စလေးတွေကြောင့် အဲကိုမှမဖြစ်မနေအသုံးပြုလိုက်ရတော့ငွေကြေးကိစ္စလေးတွေကြောင်းတော့ငွေကြေးနဲ့ပတ်သက်လာရင်ငွေမမြဲတော့လားဖြစ်တဲ့အတွက်မိတ်ဆွေတို့ငွေကြေးနဲ့ပတ်သက်လာရင်တော့ဒီလက်ရှိကာလမှာတုံဆိုင်တွေ့ဝေမနေပဲနဲ့ဝယ်စရာရှိတာယဉ်နီးစရာရှိတာလှုပ်စရာရှိတာကိုချိန်တိုဆောင်ရလှုပ်ဆောင်ပါ ဘာကြောင့်လဲဆိုတော့မိတ်ဆွေတို့အနေနဲ့လက်ထဲမှာငွေထားရင်ကိုတခိုးခိုးခံရတာမျိုးတွေအဲပျောက်တာမျိုးလေးတွေရှိလာရင်လည်းဆုံးတာမျိုးလေးတွေဖြစ်တတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ငွေကြီးနဲ့ပတ်သက်လာရင်ဘာကိုမှတုံးဆွဲတဲ့အခါမှာတုံဆိုင်တွေ့ဝေမနေရဲနဲ့ချစ်တူဆောင်ကလှုပ်ဆောင်အားတာကောင်းမွန်ပြီးတော့တိုးတက်နိုင်ပါတယ်ဒီလက်တာတော်တွေမှာမိတ်ဆွေတို့ ယာဒူးလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်ယာဒူးတိုးတာမျိုးယာဒူးတက်တာမျိုးတွေကြုံသွားတက်တယ်လို့ယာဒူးလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်လာတဲ့အခါမှာယာဒူးတိုးဖို့ယာဒူးတက်ဖို့မျှော်လင့်ထားတဲ့မိတ်ဆွေများအနေနဲ့နိုင်ငံခြားခရီးသွား passport visa စောင့်နေတဲ့မိတ်ဆွေများအနေနဲ့အတော့ဒီလိုကိစ္စလေးတွေမဖြစ်ပေါ်မီမှာခရီးဝေးဝေးသွားတာမျိုးခရီးထွက်တာမျိုးတွေမပြုတ်လို့ဖို့တော့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဘာသာရေးများများလို့ပါမိမိဖြစ်လို့သောအရာတွေဟာမကြခင်မှာပြေဝလာတော့မဲ့အပတ်တာကာလလဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ အထူးသဖြင့်ဒီလတာအတော်တွေမှာဆိုအကျိုးပေးစီတော့အရာဂျာဇာပရိသသမီးအင်္ဂါသသမီးတွေနဲ့တွဲပတ်လောက်တာမျိုးဟာမိတ်ဆွေတို့ရဲ့လုပ်ငန်းကိုင်ငန်းအလုပ်ကိစ္စတွေအောင်မြင်တိုးတက်နိုင်ပါတယ်ခင်ဗျအကျိုးပေးသော အရာအနေနဲ့ဆိုရင်တော့အပန်းရောင်အဝါရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးကံကောင်းစေပါတယ်အကျိုးပေးသောကဏ္ဍအခရာတွေအနေနဲ့ဆိုရင်ခုနှစ်ကဏ္ဍသုံးညကဏ္ဍသုံးကဏ္ဍတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်အားသာစေပြီးတော့ပြုလုပ်ကံဆန်းလို့ကောင်းသောလဖြစ်ပါတယ်ပညာရေးနဲ့ပတ်သက်လာရင်တော့ အားသာကောင်းမွန်ပြီးတော့ဒနင်္ဂနွေသားသမီးတွေကခုနှစ်လပိုင်းတွင်မှပညာရေးအတွေးခေါ်ဘာသာရေးသင်တန်းအစရှိတဲ့လုပ်ငန်းတွေနဲ့ပတ်သက်လို့သင်ယူတက်မြောက်မှုနဲ့ပတ်သက်ရင်တော့ကျင်းသေးပါအောင်အခြားသောနေသားတွေတက်ဖို့အားသာနေတဲ့အတွက်ကြောင့်မလို့သင်တန်းပကြီးဗဘူးဗေဒင်ဗေဒစံကြံတရုပ်ဆောင်အစိုးကအရေးတီးမိမိတို့အနာဂတ်အတွက်ရည်မှန်းချက်အတွက်ဖြစ်လို့သောကိစ္စတွေကိုဘာကိုသင်သင် မိမိတို့ဘောမှာအစိုးမရှိစေဘူးအထောက်အကူဖြစ်စေမယ်တရောင်းတနေရာကနေဘဝရဲ့အထောက်အကူဖြစ်စေတဲ့ပညာရက်တွေဆရာသမားကောင်းတွေအကြီးအကဲတွေနဲ့စုံစည်းရတယ်ဆိုတဲ့လာဖြစ်တာတော့အတေကြပဲဖြစ်တယ်ခင်ဗျာနော်။ဘာလို့ဒီကြံလေးရောမသိဆရာတို့ဒီလာတာတော့တွင်မှဆိုမိတ်ဆွေတို့သတိထားစင်နေရမယ်ရက်လေးတွေကတော့တနေ့ဝင်လေသမီးမိတ်ဆွေတွေနှစ်ရက်နေ22ရက်နေ26ရက်28ရက်ဒီလာတာတော့တွင်မှ2ရက်26 28 2022ရက်ဒီရက်လေးဒီမှာတော့ဘာကိုမဆိုတတိထားပြုမှုစင်ကျင်ဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်မိမိတို့ရဲ့အရေးကြီးသောကိစ္စတွေကိုအဲ့ဒီရက်ဒီမှာဆုံးဖြတ်ဆောင်ရွက်ရန်တော်တော်အားနည်းစီတော့လာဖြစ်ပါတယ်ဘာကိုဖြစ်ဖြစ်တနင်္ဂနွေတနင်္ဂနွေချင်းတွဲလောက်တာမျိုးလေးတွေအားနည်းစီပြီးတော့အရှိစုစုရက်တွေကိုခီးထွက်တာမျိုးတွေမကောင်းပါဘူးခင်ဗျဆက်ပစ္စည်းရင်မောင်းနေတဲ့အခါမှာအလင်းစလို့အလောတတိမမောင်းဘူးလိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေငွေမရှိပါနဲ့ငွေရှိရင်ဆုံးတက်တာမျိုးတွေကျင်းတည်ဖြစ်ရတတ်တယ်ပတ်စံ ပြောက်တာမျိုးတွေစက်ပစ္စည်းရင်နဲ့ပတ်သက်လို့တခိုးခိုးခံရတာမျိုးတွေဖြစ်ရတတ်တဲ့အတွက်တော့တတိထားဆင်ကျင်ပြီးတော့စိတ်စိတ်ဆက်ဆက်လှုပ်ဆောင်မှုလူအကြောင်းထပ်လောင်းပြောကြလိုက်ပြရစီခင်ဗျာနော်ဒါအပြင်မိတ်ဆွေတို့လူငယ်တွေအရှိရင်နဲ့ပတ်သက်ရင်တော့အရှိရင်မှာငွေကုန်ကြီးကြများရတာမျိုးတွေအဲအလေလွန်းတဲ့ဘိန်းဘာတင့်နေဆိုတလူမျိုးဖြစ်ရတဲ့အတွက်တော့အဲတတိထားဆင်ကျင်ပြီးရတဲ့အတွက်တော့လိုအပ်ပါတယ်ဒီလက်ကတော့ဒီမှာတနင်္ဂနွေသားသမီးမိတ်ဆွေများအနေနဲ့အဲ အဆက်ဆက်ရရမိမိတို့ရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စအရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာမိမိတို့ရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေကိုမသွားမီမှာမြတ်စွာဘုရားကိုတောက်ရီငါးခွက်လှူပြီးတော့လူရာကိုစုတောင်းပြီးတော့ရည်မှန်းစုတောင်းပြီးတော့သွားပါဒါဆိုရင်မိတ်ဆွေတို့ရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေကအောင်မြင်ပြီးတော့ဂျိမ်းတွေပေါ့အစင်ပြီးသွားပါလိမ့်မယ်ဒါပေမဲ့မိတ်ဆွေတို့ဒီလာတာအတော်တူမှာဆိုရွှေဝင်တတ်တယ်တစိုးလက်ဆောင်ဘန္နာပစ္စည်းတွေရရှိတတ်တယ် ဒါအပြင်မိစေတို့အနေနဲ့အဖွဲ့အစည်းအသင်းအဖွဲ့အများနဲ့ပတ်သက်လို့လူထင်ကြီးခံရတာမျိုးတွေအကြီးအကဲအထက်လူကြီးအဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်လာတဲ့အခါမှာအာကိုရှင်းခံရတာမျိုးတွေခေါင်းဆောင်ဖြစ်တာမျိုးတွေကြုံရတတ်တဲ့အတွက်တော့ရှေ့တူဆောင်ရလှုပ်ဆောင်လို့ကောင်းသောကာလဖြစ်ပြီးတော့အဲမိစေတို့အနေနဲ့အဲဒီလာဟာစကားများများပြောရင်ကံကောင်းမှုတွေများများရရှိပြီးတော့အဲအခွင့်အလမ်းကောင်းတွေများများပေါ်မယ်ဆိုတော့လာဖြစ်တာကိုတော့မမေ့ဘူးထပ်လောင်းပြောကြလိုက်ပါစီအားနေချက်ကဘာလဲဆိုတော့ဒီလာတာတော့ဒီမှာလုံနေရင်းနဲ့ ငါဖြစ်မှဖြစ်ပါမလားငါလုံမှလုံနိုင်ပါမလားအာငါဒါကြီးရအစမပြေငါနောက်တစ်ခုလုံရင်ကောင်းမလားဆိုတာမျိုးလေးတွေအတွေးခေါ်လေးတွေများများတွေးနေတတ်တဲ့အတွက်ဒီအတွေးတွေကိုဖျောက်ပြီးတော့ဘာကိုလုံရင်ကောင်းမလဲတရားစဉ်းစားပြီးတော့ဒီဇိုင်းမမတ်သွားပါ don't care အမှာတော့မှပဝင်းကြီးကိုဂယူးဆိုင်မနေပါနဲ့ကိုလုတ်เสียရရှိတာကိုဖြောင်းဖြောင်းမမတ်သွားမှသာတန်တန်ရောက်ပါမယ်ရှေ့ဆောင်နွားလာဖြောင်းဖြောင်းသွားကနောင်နွားသက်သက်ဖြောင်းဖြောင်းလာဤဆိုတဲ့အတိုင်းကိုကနွားလာဥဒ္ဓဖအဖြစ်နဲ့ခြေကိုတူတူ ရှိကိုစွစွဆက်ဆိုင်အောင်မြင်အောင်သွားမှသာအဆင်ပြေမဲ့လားဖြစ်ပါကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော်တူမှာမိမိတို့ရဲ့ဟုတ်လား ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းအတွက်အယောင်းထွက်စီပြီးတော့မိမိတို့ရဲ့ကုန်ပစ္စည်းတွေရောင်းဝယ်ကောင်းစီရလို့ငါမိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုဆရာတို့ရက်တောင်လေးနဲ့ရက်ခတ်ပြီးတော့မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုရက်တောင်လေးနဲ့ရက်ခတ်ပြီးတော့ရောင်းထွက်အောင်ဆူတောင်းရပါအယောင်းဝယ်ကောင်းပြီးတော့ကံကောင်းစီမှာအတေချာပဲဖြစ်တယ်အဋိဌံပြုလို့တဲ့ဇနင်းကုန်တွေတာသမီဆရာငယ်ရဲ့မိတ်ဆွေမိဘများအဋိဌံပြုလို့တပါဆိုရင်တော့မေတ္တာတုပ်ကိုတနေ့ကိုကိုးခေါက်နှုံးနဲ့ကိုးရတ္တိတိသို့မဟုတ်လဲတလာလုံးဖြစ်ဖြစ်ရွတ်ဆိုပြီးတော့ အောင်မြင်အောင်ဆူတောင်းပါခင်ဗျဒါဆိုရင်အစီအပြီအောင်မြင်တိုးတက်ပြီးတော့ကံကောင်းစီမှာအတေရပဲဖြစ်တယ်မထင်မဖဲနဲ့ငွေကြီးနဲ့ပတ်သက်ပြီးတော့လုံနေရင်းကလေးဝင်လာတာမျိုးလေးတွေကြုံရတက်တယ်ထို့ပြင်အိမ်မက်တွေထဲမှာဖျားဇီးဒီတိမ်ပရဝံအဆရှိတာတွေဆွဲမှတ်တဲ့အခါမှာထီကန်ဆန်းတာမျိုးတွေလုတ်ပြီးပါကံကောင်းစီပါတယ်ဒီတလတာတော့ဒီမှာကံညံ့မှုတွေပြေပြောက်စင်ရန်အတွက်ပြုလုပ်ရမယ့်ရေရာအနေနဲ့ဆိုရင်တော့အသက်ကြီးသူတွေ သို့မဟုတ်လန်ခီးစေးကူညီတာမျိုးเนาะဥပမာပေါ့လမ်းမှာတွေ့တဲ့လမ်းလန်ခီးကြီးမှာတွားလာနေတဲ့အခါမှာအဲခြီတောက်မတန်တဲ့သူတွေเนาะဥပမာပေါ့ခြေခြေတောက်အင်ကချူတဲ့နေတဲ့မိတ်ဆွေတွေကိုခီးသွားလိုရာကိုချော့ချော့ချူချူပို့ဆောင်ပေးတာမျိုးဖြစ်စီအဲတောင်ဝေးတို့เนาะဒုတ်ကောက်တို့လူတာမျိုးလေးတွေဟာမိတ်ဆွေတွေရဲ့ကံကိုကျင်းနေပေါ့တိုက်ရိုက်အစဉ်ပြေစင်မှာအတေချာပဲဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာ အဆက်ဆက်ရရတနင်္ဂနွေသားသမီးမိတ်ဆွေတွေဒီလတာတော့တင်မှာငွေကြီးကံအားကောင်းစီပြီးတလတာလုံးအစဉ်ပြေစီရန်ပြုလုပ်ရမယ်ရေရယာနေနဲ့ဆိုရင်တော့မိတ်ဆွေများခင်ဗျာဒီရေရယာကိုဆရာဟောကမ်းမှာလဲတေချာစန့်တုံထားပြီးဖြစ်တဲ့အတွက်ယုံယုံကြည်ကြည်နဲ့လုပ်ပါမခက်ပါဘူးလွယ်လွယ်နဲ့ထိရောက်စီပြီးပြုလုပ်ရမယ်ရေရယာနေနဲ့ဆိုရင်တော့မိတ်ဆွေများဆရာတို့လစ်ပိုပလင်းတစ်လုံးပေါ်မှာလစ်ပိုပလင်းတစ်လုံးပေါ်မှာ လာဗန်လို့ရေးလိုက်ပါ လာအိရှာလာဘာကုန်းတေးတေးတင်ဘန်လာဘန်လာဘန်လို့ရေးပြီးတဲ့အခါမိတ်ဆွေတို့ရဲ့နော်ဈေးဆိုင်လုပ်ငန်းအိမ်ရဲ့အမြင့်တနေရာမှာနော်ဖျောင်းနိုင်ကိုရက်ဇက်တိုက်တနေ့ကိုတတိုင်းနှုံးနဲ့ကိုရက်ဇက်တိုက်ထွင်းပြီးတော့ငွေဝင်အောင်လက်ခုပ်တီးပြီးဆူတောင်းရင်ငွေဝင်ပါလေခမညနောက်ဆုံးတစ်ခေါက်ပြန်ပြောပြပါမယ်မိတ်ဆွေတို့ရဲ့ဟလာလုပ်ငန်းကိစ္စအလုပ်ကိစ္စအမြင့်တနေရာမိမိအိမ်စပွဲနေရာမှာလီပိုပလင်းတစ်လုံးတင်ပါလီပိုမရှိရင် မိတ်ဆွေတို့ရဲ့ဈေးဆိုင်နေမှာမေးပါခင်ဗျာနော်ဆရာကိုလာမေးဦးမှာဖုန်းဆက်ပြီးလစ်ပိုဆိုတာပါလဲဗာညာဆိုဆရာတိနေပြီနော်လစ်ပိုပလင်းတစ်လုံးပေါ်မှာလာဗန်လို့ရေးပါလာဗန်ဆိုတာလက်လာပါကိုပြောတာဒါပြီးတဲ့အခါဖျောင်းနိုင်ဘာရောင်ထွင်းရမလဲဆိုရင်တော့ဘာရောင်ထွင်းထွင်းရပါတယ်ငွေကြီးကိုကိုစားပြုတော့အရောင်ဟာအစိမ်းရောင်ဖြစ်ပါတယ်အတိုက်ခိုက်ကင်းစေတော့အရောင်ဟာအနီရောင်ဖြစ်ပါတယ်လက်လာပါကိုကိုစားပြုစေတော့အရောင်ဟာအဝါရောင်ဖြစ်ပါတယ်ကဲမိမိတို့လိုရာကိုထွင်းပါလစ်ပိုပလင်းတစ်လုံးပေါ်မှာဖျောင်းနိုင်အဖုံးပေါ်မှာနော် ဖျောင်းနိုင်ကိုမိတ်ဆွေတို့အနေနဲ့ကိုရက်စားလိုက်ထွင်းမှာဒါဆိုရင်ပိတ်နေတဲ့လက်တွေပွင့်လန်းလာပြီးအဆက်ဆက်ရဲရအစင်ပြီးအောင်မြင်လာမယ်ဆိုတဲ့အကြောင်းဆရာကပြောရင်းနဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတွေအားလုံးအစင်ပြေကြပါစီမိနေတာလေးတခုအရေးကြီးတာရှိသေးတယ်အဲ့ဒါပါလဲဆိုတော့ဇာငနာပေနေမိချင်းခွန်ကို3939316 7902941 WhatsApp Telegram Viber မှာဆက်သွယ်မေးမြန်းနိုင်သလို့ ဗိုက်ဘာနာတို့လုံးဖြစ်တဲ့6လျှောက်သုံး50 50 9မှာလဲဆက်သွင်းနိုင်ပါတယ်ခင်ဗျဆရာတစ်တော့မက်ဆန်ဂျာကနေဧည့်တဲ့လက်မှတ်တလို့အခြားသောနံပါတ်တွေဆိုရင်ဆရာငယ်အတုဖြစ်ကြောင်းအခုရုပ်ချော့ချော့လေးရတာဆရာငယ်အစစ်ဖြစ်ကြောင်းပြောရင်တနင်္ဂနွေသားသမီးမိတ်ဆွေတွေအားလုံး9လပိုင်းအတွင်းမှာဇူလိုင်လအတွင်းမှာအဆက်ဆက်ရအောင်မြင်တိုးတက်လို့ယရနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်ပြီးတဲ့အခါ မိတ်ဆွေတနင်္ဂနွေသားသမီးတွေအားလုံးကိုစီကိုစီကျမ်းမာပဂတိချမ်းသာရရှိကြပါစေလို့ဆရာကဆုတောင်းထောပနာပြုလိုက်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်